သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကျင်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ကွန်စိတ်စစ်ကန်းကို KNL PDF ပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဘကိုးတိုင်းရွှေကျင်မြို့နယ်မှာစစ်ကောင်စီတပ်ရဲ့ကွန်စိတ်စစ်ကန်ကို KNL PDF ပူးပေါင်းတပ်များကတင်ပိုက်ရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှတပ်မိုးတဦးကအတီးပြုတ်ပြောဆိုလိုက်ပါတယ်။ဧပြီလ23ရက်နေ့နံနက်ပိုင်းမှာအဆိုပါစစ်တပ်ရဲ့ကွန်စိတ်စစ်ကန်ကိုတင်ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီး KNL PDF ပူးပေါင်းမဟာမိတ်တပ်များရဲ့ပူးပေါင်းစစ်ဆင်ရေးနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပူးပေါင်းစစ်ဆင်ရေးပါမနေ့ကမနေ့ကတင်ရတာပါလောလောဆယ်အထိအဲ့ဒီဒေသမှာတိုက်ပွဲတွေရှိနေပါတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်မိုးတဦးကရှင်းပြပါတယ်။ လက်ရှိမှာ KNU တပ်မဟာများအားလုံးမှာစစ်ကောင်စီတက်စကန်များကိုတော်လန်ရေးတပ်များကစူးစီးညီညွတ်စွာနဲ့ထိုးစစ်ဆင်လျက်ရှိပြီး KNU တပ်မဟာခုနှစ်အတွင်းမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်တက်စကန်များကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်လျက်ရှိကြောင်း KNL သတင်းရင်းမြစ်ကအတည်ပြုပြောဆိုပါရယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူ့အပေါ်အနစ်နာခံမှုနဲ့နိုင်ငံရေးဥဆောင်မှုပေးနေတဲ့ဒေါက်ဆန်းစုကြည်ကိုပြည်သူ့ဂုံရီစုရှင်အဖြစ်ရွေးချယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူအပေါ်အနစ်နာခံမှုမြစ်တာတရားနဲ့နိုင်ငံရေးဥဆောင်မှုပေးနေတဲ့ဒေါက်ဆန်းစုကြည်ကို ပြည်သူ့ကွန်ရီဆုရှင်အဖြစ်ရွေးချယ်လိုက်ကြောင်းပြည်သူ့ကွန်ရီအသင်းကသတင်းထုတ်ပြန်ထားပါတယ်။2025ခုနှစ်16ကြိမ်မြောက်ပြည်သူ့ကွန်ရီအသင်းရဲ့ဂုဏ်ပြုသူအဖြစ်အကျဉ်းချခံရတဲ့ပြည်သူ့ခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ဟာသူမရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူများအပေါ်ထားရှိတဲ့အနစ်နာခံမှုမေတ္တာတရားနဲ့နိုင်ငံရေးဥဆောင်မှုများအပေါ်ကျေးဇူးတင်စကားဆိုခြင်းနဲ့အကြံဖတ်စစ်အာဏာရှင်ကိုဒုမထောက်ပဲကြက်ကြန့်ခံတွန်းလှန်နေတဲ့စိတ်ခွန်အားများကိုဥညွတ်ဂုဏ်ပြုခြင်းလည်းဖြစ်တယ်လို့အသိပေးထားပါတယ်။ မတရားဖန်ဆီးထိမ့်သိမ်းခံရရတဲ့ဒေါ်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားများနဲ့အတူတမျိုးသားလုံးစစ်ကြုံဘဝမှာလွတ်မြောက်ရေးအတွက်ပြည်သူ့ဂုံရီအသင်းကြီးကဆက်လက်အားစိတ်ကြိုးပမ်းသွားမှာဖြစ်ကြောင်းပြည်သူ့ဂုံရီအသင်းကသတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့ပန်းတော်ရက်ကွက်မှာရှိတဲ့ Bright Kids မူဂျိုကျောင်းဖြိုချရာမှာတည်ဆုံကလေးငယ်များရဲ့လွယ်အိမ်များတွေ့ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းအင်အားပြင်းကလေးလှုပ်ခတ်မှုကြောင့်စကိုင်းတိုင်းစကိုင်းမြို့ပန်းတော်ရက်ကွက်မှာရှိတဲ့ Bright Kids မူကြောင်ကြောင့်ပြိုကျခဲ့ပြီးယနေ့ဧပြီလ24ရက်နေ့ကအဆောက်အုံပြိုချရာမှာတေဆုံကလေးငယ်များရဲ့လွယ်အိမ်များရှာဖွေတွေ့ရှိခဲ့ကြောင်း NAMLET လူမှုကူညီကေစရေးအသင်းထံမှသိရှိရပါတယ်။အဆိုပါကလေးကျော်ဖို့အိမ်များကိုအသက်တေဆုံသွားတဲ့မူကြိုကလေးငယ်များရဲ့မိဘများကပြန်လည်တောင်းခံကြောင်းရင်းအဖွဲ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ ငလင်လောက်ခတ်ချိန်မှာမူဂျိုကျောင်းမှာကလေးငယ်များနေ့လယ်ပိုင်းအိတ်ချင်ဖြစ်နေတဲ့အတွက်အသက်ဆုံးရှုံးမှုများရခြင်းဖြစ်ကြောင်းစကိုင်းဒေသခံများထံမှသိရှိရပါတယ်။ပထမတစ်ချိန်လှုပ်ကလေးကကျောင်းရဲ့ပထမတက်ပြိုသွားတယ်။ကလေးတွေကအိတ်နေတာဆိုတော့ဆီယာမာလေးကအပေါ်ကနေမိုးပေးထားတာဆီယာမာလေးအပေါ်ထုတ်တန်းကျသွားတယ်။ကလေးတွေလည်းတေသွားတယ်လို့မူဂျိုကျောင်းသားမိခင်တူကဆိုထားပါတယ်။မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့် Bright Kids မူဂျိုကျောင်းမှာကလေးငယ်9ဦးနဲ့ဆီယာမာ2ဦးတေဆုံးခဲ့ရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မုံရွာမြို့ဆက်တွင်းအထိုင်စခန်းမှာအပြင်ထွက်လာတဲ့စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားကိုပြစ်ခတ်တိုက်ခိုက်မှုနှစ်ဦးစလုံးတိတ်ဆုံးပြီးလက်နက်တလက်သိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမြို့နယ်ဆက်တွင်းစစ်တပ်အထိုင်စခန်းမှာအပြင်ထွက်လာတဲ့စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာနှစ်ဦးစလုံးတိတ်ဆုံးသွားပြီးလက်နက်တလက်သိမ်းဆည်းရရှိကြောင်းပြည်သူလူမိုက် Local PDF မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနကိုပြောဆိုပါရတယ်။ ဧပြီလ22ရက်နေ့ညနေ6:45မိနစ်အချိန်မှာမုံရွာမြို့နယ်ဆက်တွင်းအထိုင်စခန်းမှာစံကေတစည်းနဲ့ထွက်လာတဲ့စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားတို့ကိုတော်လန်ရေးတပ်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီပစ်ခတ်မှုကြောင့်စစ်တပ်ဗိုလ်ကြီးနဲ့တပ်သားတို့မှပွေချင်းပြီးသေဆုံးခဲ့ကြောင်း၎င်းတို့ထံမှ MA11 တနတ်တက်လက်ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်တော်လန်ရေးတပ်များရဲ့တိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့ဗိုလ်ကြီးနဲ့တပ်သားမှာမုံရွာမျိုးနဲ့အတွင်ကြီးရွာများကိုလိုက်လံဖျက်ဆီးမိရှို့နေတဲ့စစ်ကြောင်းမှဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ အေအေနဲ့ဆက်သွယ်လို့ဆိုပြီးအေယာဝတီမှာစီးပွားရေးလုပ်ငန်းရှင်၉ဦးအပါအဝင်၁၁ဦးဖမ်းဆီးထားခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရခတက်တော်အေအေနဲ့ဆက်သွယ်ထောက်ပံ့လို့ဆိုပြီးအေယာဝတီတိုင်းဒေသကြီးငတိုင်းချောင်းမြို့မှာစီးပွားရေးလုပ်ငန်းရှင်၉ဦးအပါအဝင်၁၁ဦးဖမ်းဆီးခံထားရကြောင်းဒေသခံများရဲ့ပြောဆိုချက်အရသိရှိရပါတယ်။အာရခတက်တော်အေအေထိန်းချုပ်ထားတဲ့ရခိုင်ပြည်ကိုကွန်ပစ်စည်းများတင်ပို့ပြီးအေအေကိုထောက်ပံ့ပေးတယ်လို့ဆွဆွဲချက်နဲ့အာနာသိန်းစစ်ကောင်စီက၎င်းတို့ကိုဖမ်းဆီးစစ်ဆေးနေကြောင်းဆိုပါတယ်။ ၎င်းတို့ကိုဧပြီလ19ရက်မှ21ရက်အတွင်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးငတိုင်းချောင်းမြို့ကနာမည်ကြီးပွဲရုံတစ်ခုဖြစ်တဲ့ရှေးပြည်အေးပွဲရုံမှလုပ်ငန်းရှင်များပါဝင်ကြပါတယ်။စီးပွားရေးလုပ်ငန်းရှင်9ဦးအပါအဝင်12ဦးအနက်2ဦးမှစိုက်ကယ်ကယ်ရီမောင်းသူများဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအားထောက်ပို့လုပ်တယ်လို့ဆိုပြီးဖမ်းဆီးထားခြင်းဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းရှင်များနဲ့စိုက်ကယ်ကယ်ရီမောင်းသူ2ဦးကိုရေကြီးမြို့နယ်ရေစကန်မှာထိန်းသိမ်းထားပြီးစစ်ကောင်စီကစစ်ဆေးမေးမြန်းနေကြောင်းနဲ့မိသားစုဝင်များကတွေ့ဆုံခွင့်မရသေးကြောင်းပြောဆိုထားကြပါတယ်။ စစ်ကောင်စီက2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ကလည်း73စီရောင်းဝယ်သူလုပ်ငန်းရှင်3ဦးကို PDF ထောက်ပို့ဟုဆွဆွဲကဖမ်းဆီးခဲ့ပြီးတဦးကိုငွေကျပ်3500တောင်းယူကပြန်လွှတ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့တက်အမည်ကို ALPR လို့ပြောင်းထားကြောင်းဒေါ်စောမြရာဇာလင်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကွဲကွဲအပြည့်ပြည့်ဖြစ်နေတဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့စစ်တပ် Arkan Liberation Army ALA အမည်ကိုဒေါ်စောမြရာဇာလင်းက Army for Liberation and Peace of Rakhine ALPR Rakhine ပြည်လွတ်မြောက်ရေးနဲ့ငြိမ်းချမ်းရေးတက်မြတ်တော်ဟုအမည်ပြောင်းထားကြောင်းသိရှိရပါတယ် ALP ပါတီမှာဥက္ကဋ္ဌနေရာတာဝန်ယူထားတဲ့ဒေါ်စောမြရာဇာလင်းကမတ်လ20ရက်နေ့မှာပြုလုပ်ခဲ့တဲ့ပြန်လည်ဖွဲ့စည်းခြင်း၃နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမိန့်ခွန်းမှာပြောဆိုထားခြင်းဖြစ်ပါတယ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့၃နှစ်ပြည့်မှာဒေါ်စောမြရာဇာလင်းကပြောဆိုထားတဲ့မိန့်ခွန်းကိုယမန်နေ့ဧပြီလ23ရက်နေ့မှာ ALP ကလူမှုကွန်ရက်စာမျက်နှာမှာတင်ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှာထိုင်းအခြေစိုက်အိန္ဒိယအခြေစိုက်ရခိုင်အခြေစိုက်ဆိုပြီးအဖွဲ့၃ခုထပ်မံနဲ့ကွဲပြဲနေကရခိုင်အခြေစိုက် ALP ကိုဒေါ်စောမြရာဇာလင်းကဥက္ကဋ္ဌတာဝန်ယူပြီးဥဆောင်နေကြောင်းသိရှိရပါတယ်။ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့စစ်တပ်မှာရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA ဟုအမည်ရပြီးရင်းအမည်ကိုဒေါ်စောမြရာဇာလင်းကသူဥဆောင်တဲ့ ALP ရဲ့စစ်တပ်အမည်ကို ALPR လို့ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။ပါတီစတင်ဖွဲ့စည်းချိန်ကထားခဲ့တဲ့တက်မတော်ရဲ့နာမည် ALA American Liberation Army အဲ့ဒီတပ်မတော်ရဲ့အမိကိုငါတာဝန်ယူပြီးနောက်ပိုင်းနာမည်ပြောင်းလိုက်ခြင်းဖြစ်တယ်။ ALPR Army for Liberation and Peace of Rakhine လို့နာမည်ပြောင်းထားကြောင်းကိုလည်းဒီနေရာမှာရဲဘော်တို့ကိုတရားဝင်အသိပေးကြေညာလိုက်တယ်။ရဲဘော်တို့လက်မောင်းမှာလည်း ALPR တစိုက်တွေရောက်ရှိနေပြီဖြစ်တယ်။ငါတို့ဟာပါတီနာမည်တက်မြတ်တော်နာမည်နဲ့လိုက်အောင်ပါတီခေါင်းဆောင်များတက်ခေါင်းဆောင်များပါတီဝင်များတက်ရဲဘော်များအားလုံးကောင်းစွာကြင့်ကြံပြီးတော့ပါတီတိုးတက်ရာတိုးတက်ကြောင်းအတွက်အလုတ်လုတ်သွားကြဖို့အထူးမှကြားလိုတယ်လို့ပြောပါတယ်။ သို့သောရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အမည်ကိုတော့ဒေါ်စောမြရာဇာလင်းကပါတီအမည်ပြောင်းလဲထားခြင်းမရှိသည်ကိုတွေ့ရှိရပါတယ်။ ALP ပါတီခေါင်းဆောင်ကြီးနှစ်ဦးသဘောထားကွဲလဲပြီးပါတီနှစ်ချံကွဲနေစဉ်မှာအစဉ်အလာရှိတဲ့ပါတီမပြတ်စည်းစီဖို့ဒေါ်စောမြရာဇာလင်းကသူဦးဆောင်ကပါတီအပြန်လဲဖွဲ့စည်းအမည်ပြောင်းလဲရခြင်းဖြစ်ကြောင်းမိကောမှပြောကြားထားပါတယ်။ယခုအစ်စ်ပြန်လဲဖွဲ့စည်းလိုက်တဲ့ ALP ALP ရတဟာယခင်ဥက္ကဋ္ဌကြီးခိုင်မိုးလင်းရဲ့မိန်ကွန်းနဲ့ရီမန်းချက်များတဲ့ကတွေ့ဖယ်သွားခြင်းမရှိကြောင်းကိုလည်းဒေါ်စောမြရာစာလင်းကဆိုပါတယ် ငါဤခေါင်းဆောင်မှုကိုခံယူပြီးတော့ဒီထက်မကပါတီတိုးတက်အောင်လုပ်ပြီးငါတို့ရီမန်းရပန်းနိုင်ကိုငါတို့အယောက်ချီတက်ရမှာဖြစ်တယ်။ရခိုင်သားအတွက်လုံနေတဲ့ပုံကိုယ်တွေဟာရခိုင်သားကိုချစ်ရမယ်။အဲ့ဒီလိုပဲရခိုင်ပြည်အတွက်အလုံးလုံနေတဲ့ပုံကိုယ်တွေဟာလည်းရခိုင်ပြည်မှာနေထိုင်ကြတဲ့ဘယ်လူမျိုးဘယ်ဘာသာကိုမှခွဲခြားတာမရှိဘဲရဲဘော်တို့ချစ်မြတ်နိုးရမှာဖြစ်တယ်လို့သူတက်သားများကိုတော်စောများရာစာလင်းကမိကောမှာပြောကြားထားခြင်းဖြစ်ပါတယ်။ ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ ALP ဟာရခိုင်ပြည်စစ်တွေမြို့မှာအခြေစိုက်ပြီးအာဏာသိမ်းစစ်ကောင်စီနဲ့ငြိမ်းချမ်းရေးယူထားတဲ့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာပါဝင်ဆောင်ရွက်နေကြောင်းလည်းသိရှိရပါတယ်။သူမှဦးဆောင်တဲ့ ALP ALPR တပ်ကိုရခိုင်ပြည်သူတချို့နဲ့လူပုဂ္ဂိုလ်တချို့ကပြည်သူများအငွေညစ်တောင်းဆနေတဲ့ပါတီပြည်သူများအမတရားဖန်ဆီးနှိပ်စက်နေတဲ့ပါတီရခိုင်ပြည်အရှုပ်ရှက်ခတ်အောင်လုပ်နေတဲ့ပါတီလို့ဆွဆွဲပြောဆိုထားကြပါတယ်။ အဲ့ဒီအချက်တွေအားလုံးကိုတော်စောမြရာစာလင်းကညှင်းပယ်ထားပြီးရခိုင်ပြည်နဲ့ရခိုင်ပြည်သူများကောင်းစားရေးအတွက်သာလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းနဲ့ ARP ပါတီဟာတမိုင်းအစဉ်လာကောင်းပြီးတမိုင်းရှည်လျတဲ့ပါတီဖြစ်ကြောင်းလဲတုံ့ပြန်ပြောဆိုထားကြောင်းသိရှိရပါတယ်။အဲ့ဒီနောက်နှင်းစီလက်ဆောင် page ကိစ္စနဲ့ပတ်သက်ပြီး map parcel လို့မှလည်းအခုလိုပြောဆိုထားပါတယ်။အခုလူလိန် page ဆိုတာပေါ်ပေါက်လာတဲ့နှင်းစီလက်ဆောင် page ကိစ္စသတင်းကြားကြမယ်ထင်ပါတယ်။တော်လန်ရေးကာလလင်းနဲ့ကြော်လာပြီးဖြစ်တဲ့အချိန်မှာ ဒေါ်လာရေးနဲ့ပတ်သက်ပြီးငွေကင်တွေကြသူတွေအနေနဲ့ identify မလုပ်နိုင်ဘူးလုံခြုံရေးအရာဆိုတာမျိုးကမဖြစ်သင့်တော့ပါဘူးဒေါ်လာရေးအစမှလုံခြုံရေးအရာ identity မဖော်ထုတ်နိုင်ဘူးဆိုတာအတိတ်ပဲရှိပေမဲ့လေးနှစ်ကျော်ကြာအခုကာလအထိဘယ်သူဘယ်ဝါဆိုတာမျိုးကလုံးဝ nonsense ပါဒီနေရာမှာရှင်းပြချင်တာက identify ဆိုတာဓာတ်ပုံတင်ခိုင်းနေရာလိပ်စာတင်ခိုင်းတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး တော်လန်ရင်မှာ low profile နဲ့တိတိယယောက်လှုပ်ဆောင်နေကြတဲ့သူတွေအများကြီးပါ အပြင်စီးကတာဘဲသူဘဲဝါမသိရှိမယ်တော်လန်ရင်အတွင်းစီးမှာကဘဲသူဘဲဝါဘဲနိုင်ငံနေသူဘဲသူအတိုင်းဝိုင်းဆိုတာမျိုးအပြန်အလှန်သိရှိနေကြတယ်ဆိုရင် identify ဖြစ်တာပါပဲလုံခြုံရေးအရာအဲ့ဒီလိုမျိုးတောင် identify မလုပ်နိုင်ဘူးဆိုရင် ပြည်သူငွေကိုကင်တွယ်ရတဲ့အလုပ်ကိုမလုပ်ပါနဲ့ထောက်ပို့ပြည်သူတွေလည်းအဲ့ဒီလိုမျိုးကိုမထောက်ပို့သင့်ပါဘူး identify ဖြစ်ပြီးသားတွေတောင်ငွေကြေးနဲ့ပတ်သက်ရင်လက်ဆဖျောက်သွားတာလိန်ပြေးသွားတာတွေအတန်တဲ့တဲ့ကြားနေရချိန်မှာအချီကြီးမှသွားကြရင် identify မလုပ်ထားကြသူတွေကြီးပါပဲပြောရအတော်ခက်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင် responsibility ရှိဖို့လိုပါတယ်တာဝန်ယူမှုတာဝန်ခံမှုလုပ်ဆရာမလိုတဲ့ identify မရှိတဲ့ပုံကိုယ်တွေကိုထောက်ပို့လုပ်နေရတာလွတ်လွတ်လပ်လပ်ခိုးခိုင်းနေတာနဲ့အတူတူပါပဲ ရှစ်တလောကလှူပါ1500 page အခုနင်းစီလက်ဆောင် page နောက်ထပ်ဒီလို page တွေအများကြီးရှိသေးတယ်စရင်မရှိအင်းမရှိလိုကီးလေးနဲ့ဆိုတော့ဘသူကားမှတတိမထားမိတိမ့်ထောင်ချီခိုးနေကြတာတွေခိုးခွင့်ပေးထားကြတာတွေပေါ်သွားရင် page ပြက်ပြီးဘာမှတာဝန်ခံစရာမလိုတော်လန်ရေးမှာကိုလိုပြူးပြူးပြက်ပြက် identity နဲ့ကောင်မျိုးကြအသင်အဖွဲ့နဲ့ check and balance နဲ့ responsibility နဲ့လောက်ကင်နေရသူကြစစ်လိုက်ဆေးလိုက်စွတ်လိုက်ဆွဲလိုက်ကျိန်းလိုက်မောင်းလိုက်ကြတယ်မအေးလို့များဒါမျိုးလူလိန်ပေါင်းစုံကြကြိတ်ကောင်းနေလိုက်ကြတာ ဒီလိုတပ်ပါတီမအီလို့များကတော်လန်ရေးမှာထောက်ဖို့လမ်းကြောင်းကိုဖျက်ချင်နေကြတာဆိုတော့တီတီယောက်ယောက်မှန်မှန်ကန်ကန်သမားတွေကိုတိုက်ခိုက်ပြီးခိုးနေတဲ့ကောင်တွေဆိုတော်လန်ရေးစီမရောက်ဝင်ခိုးပေးနေတာပဲကျေးဇူးတင်ကြမယ်ကောင်တွေဘဲကောင်ရောရမယ်မသိတဲ့ဂျားကကုတ်ကတ်ထောက်ဖို့နေကြရတဲ့တော်လန်ပြည်သူတွေကိုလည်းတနာတယ်ဒုက္ခဘောင်းဆောင်ပေးနေတဲ့ဂျားနိုင်ငံတကာငွေကြေးစည်းမျဉ်းပေါင်းများစွာဂျားမှာဂျိုဒန်လမ်းလျှောက်ပြီးထောက်ဖို့လုပ်နေကြတဲ့ကိုအပါဝင် fan raiser တွေကိုလည်းအားနာတယ် တော်လန်ရေးကိုအပြားမောင်းလို့သွေးထိုးနေတဲ့မအိမ်လုံးများနဲ့ငွေရမယ်ဆိုကိုမီကိုကြမယ်လူလိန်အယောင်ဆောင်များကြမှာကိုတို့တွေအားလုံးညံရှိရှိစီစီလုံးလုံးတောက်ခံနိုင်မှတော်ကကြပါလိမ့်မယ်တော်လန်အသည့်တော်လန်တရီကိုမြင့်တင်ရှေ့ဆက်ကြပါစို့ဆိုပြီးပြောဆိုထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးတိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။